ဒီနေ့ကဘာပေါ်မှာအရန်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေအတူမိတ်ဆွေတို့အိမ်မှာအများလိုအပ်တဲ့အိမ်ကောင်းပစ္စည်းအလောက်ကောင်းပစ္စည်းကျန်းမာရေးစောင့်ရှောက်တဲ့ပစ္စည်းတွေကိုဝယ်ယူသုံးစွဲရင်းနဲ့အဖို့ဝင်ဝင်ရရှိနိုင်တဲ့အခွင့်အကောင်းလေးနဲ့မိတ်ဆက်ပေးနေတာပါ ဒီခွင့်လန်းအားဆိုရင်အရေးသွင်းခြင်းနဲ့ပစ္စည်းကိုသုံးကျင်သူတွေအတွက်အိမ်မှာနေရင်ဆိုင်မှာထိုင်ရင်အပေါ်ဝင်ငွေလုပ်ငန်းရကျင်တဲ့သူတွေနေ့စဉ်ရုံတက်ရုံစင်းလုံးနေရပြီးမအားလက်တဲ့သူတွေကျောင်းအားလက်ရမှာအချိန်ပိုင်းလုပ်ချင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်အထူးသင့်လျော်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့လုပ်ငန်းလေးပဲဖြစ်ပါရဲ့ရှင်ဒီလုပ်ငန်းမပြောခင်မှာဒီကနေ့မိတ်ဆွေတို့ကျမတို့ရှင်းသုံးနေတဲ့ကုန်စည်စည်းမှုပုံစံလေးကိုလည်းငယ်ပြတတ်ပြီးဖြစ်ပါတယ်မိတ်ဆွေတို့ကျမတို့မနှက်မိုးလေးလာတဲ့ဘာပိုင်နဲ့မြင်လာတဲ့နဲ့ရေချိုးနဲ့စားတဲ့ဒီကိုတွေတက်ရှင်ဝင်ပြေလို့ရပါတယ်အဲ့လိုပြေလို့နိုင်မှုအတွက် swap ID ကစာဝေသုံးဆရပါတယ်။အဲ့လိုဝေရသုံးဆရရတဲ့အတွက်မိတ်ဆွေတို့ကျမတို့စားသုံးသူလို့ခေါ်ပါတယ်။တစ်ခါမှလည်းအဲ့ဒီပစ္စည်းထုတ်လုပ်တဲ့ producer တွေလည်းရှိပါတယ်။ producer ထုတ်လိုက်တဲ့ပစ္စည်းတွေကိုမိတ်ဆွေတို့ကျမတို့စားသုံးတွေလည်းထည့်ရရှိအောင်ဈာခံနေနဲ့ဝန်ဆောင်မှုပေးတာကို marketing လို့ခေါ်ပါတယ်။တစ်ဖက်ပါစရာကိုကြည့်မယ်ဆိုရင်ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်မှုကုန်ကျစရိတ်နဲ့အကျိုးမြတ်ပါပေါင်းပြီး90နဲ့ရောင်းမယ်ဆိုပါတော့ပထမဆုံးလောရမှာတော့မိတ်ဆွေတို့ကျမတို့တီးဖို့အတွက် TV ကြော်ညာ၊ဘေးပေါက်ကြော်ညာ၊မဂ္ဂဇင်း၊ဂျာနယ်စသည်တို့မှာကြေ င်ညာရပါမယ်။အဲ့အတွက်ကြော်ညာစီ20ရာခိုင်နှုန်းလောက်ကိုအသုံးပြုရပါမယ်။ခုနက50နဲ့ရောင်းမဲ့ပစ္စည်းက80နဲ့ရောင်းမှအဆင်ပြေပါပါ။ဒါရင်မကသေးပါဘူး။ဒီကုန်ပစ္စည်းကိုဖျက်ချီဖို့အတွက်အနေရက်မှာရှိတဲ့လက်ကားဆိုင်ကိုပို့ရပေးပါရစေ။လက်ကားဆိုင်တွေကလည်းတည်ယူပို့ဆောင်စရိတ်ဆိုင်ငန်းကားတွေရှိတဲ့အတွက်100ရာခိုင်နှုန်းမြတ်တင်ရပါမယ်။ဒါဆိုရင်ကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက80ဖြစ်နေပြီပေါ့။အဲ့ရမှာတစ်ဆင့်မိတ်ဆွေတို့ကျမတို့ဝေး30နိုင်တဲ့လက်လီဆိုင်ရောက်ရှိပြီပေါ့။လက်လီဆိုင်ကလည်းဝန်ထမ်းစရိတ်ဆိုင်ခန်းစရိတ်တွေကိုပေါင်းပြီး20ရာခိုင်နှုန်း မြတ်တယ်မှာဖြစ်မှာပါဒါကြောင့်ကျမတို့စီရရောက်ရှိလာတဲ့အချိန်မှာတရားခိုင်နှုန်းဖြစ်နေပါပြီဒီစရားလေးကိုပြင်ကြည့်မယ်ဆိုရင်ထုတ်လုပ်သွားရတာ50 ညီမတို့ပေးရတာ100ရာဒါဆိုရင်ထုတ်လုပ်သူနဲ့ကျမတို့ကြာဝန်ဆောင်မှုပေးရတာ90ရာခိုင်နှုန်းပေါ့ဒါတော့မိတ်ဆွေတို့နဲ့ကျမတို့လက်ရှိသုံးနေကြတဲ့ကုန်ပစ္စည်းစီစဉ်မှုပုံစံတွေပါဒီကနေ့ကျမမိတ်ဆက်ပေးမယ့်ကုန်ပစ္စည်းကတော့အဲ့လို90ရာခိုင်နဲ့ဝန်ဆောင်မှုတွေပေးစီရမလို့ပဲအဲ့90ရာခိုင်နဲ့ကိုမိတ်ဆွေတို့ကိုယ်တိုင်ခံစားရရှိမှာဖြစ်ပါတယ်ဒါကိုကျမတို့က word of mouth marketing လို့ခေါ်ပါတယ်မိတ်ဆွေကိုယ်တိုင်ကုန်ပစ္စည်းကိုသုံးမယ်ကြိုက်တယ်ဆိုရင်နောက်ပြကိုကြောင်ညာပေးအောင်ပါပဲဒါကြောင့်ကျမတို့ကုမ္ပဏီအားဆိုရင်ကုန်ပစ္စည်းကိုအရေးတင်းမြအောင်ထုတ်လုပ်ပြီးတော့ ားသုံးသူကိုဓာတ်ရည်ရောင်းချပေးပါရယ်အဲ့ဒီစားသုံးသူကပစ္စည်းကောင်းကိုသုံးပြီးတဲ့အချိန်မှာနောက်တစ်ယောက်ကိုကြောညာပြရတယ်နောက်ထပ်သုံးဆွဲသူတစ်ခါလည်းသူသုံးဆွဲပြီးပစ္စည်းရည်သေးကောင်းတဲ့ပြဿနာမျိုးနောက်ထပ်တစ်ယောက်ကိုပြန်ပြီးတော့ကြောညာပေးပါရယ်ဒီလိုနဲ့စားသုံးသူထောင်ချီတောင်းချီသိန်းချီဖြစ်လာပါရယ်စားသုံးသူတစ်ထောင်ရှယ်နက်ဘွားကတစ်ယောက်ကိုတသိန်းမဝယ်နဲ့ဆိုရင်သိန်းတစ်ထောင်ရောင်းအားပေါ်မှာသိန်း900ကိုစားသုံးသူခန်းစားခွင့်အနေနဲ့ကုမ္ပဏီကဘောနပ်စ်ပြန်ပေးမှာဖြစ်ပါရယ်ဒီခုဆိုရင်ကျမတို့ကုမ္ပဏီကတစ်နှစ်အတွင်းမှာတီတီမကြောညာစိုက်ကင်မရောင်းမဲ့စားသုံးသူနဲ့ဈေး ၄ခွက်ဖြန့်ချီသူပေါင်း၄000ကျော်ရှိနေပါပြီ။ဒါဆိုရင်စားသုံးသူ၄000ကျော်ရှိတဲ့ net walking မှာစားသုံးသူတွေခန်းစားခွင့်ဘယ်လောက်ရမလဲဆိုတာပြည်သက်စီခန့်မှန်းလို့ရပါပြီ။ဒါကြောင့်ဒီစနစ်ဟာကျမတို့လိုမိတ်ဆွေတို့လိုစားသုံးသူတွေအတွက်ပြည့်စုံကောင်းလည်ရတယ်လို့အပေါ်ဝင်ငွေဝါရရှိတဲ့အတွက်ကြောင့်မလို့လုံးဝလက်မတွေ့တဲ့အခွင့်အရေးပါ။ဘာကြောင့်လဲဆိုတော့ကျမတို့မိတ်ဆွေတို့ဟာဘာကြုံညံ့မှမရဘဲနဲ့တောင်ပြည့်စုံကောင်းရင်တွေ့ပြီဆိုရင်ကိုယ့်ရဲ့မိတ်ဆွေကိုပြန်ကြော်ညာပေးနေကြပဲမဟုတ်ဘူးလား။ဒါကြောင့်အချိန်ပြည့်ရုံတက်ရုံစင်းလို့ဆရာမလို့ငွေကြေးအရင်းအမြစ်အများကြီးမြုပ်နှံထားကြ မလို့ဝန်ထမ်းစီရဲ့မီတာခအခုံခရဲ့အကုန်အကျခံစရာမလို့ပဲကိုယ်ရဲ့နေစာပစ္စည်းလေးကိုဝယ်နေကြနေရလေးပြန်လိုက်ရုံကိုယ်ရဲ့မိတ်ဆွေတွေကိုသုံးနေကြတဲ့စိတ်လေးပြန်သုံးခိုင်းရုံနဲ့လစဉ်တင်းရချီဝင်ငွေရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီခွင့်ရေးကိုလက်မလွတ်ခံဖို့သတိပေးပါစေကျွန်တော်အနေနဲ့ network marketing အတွက်ကြောင့်16နှစ်ရှိပါတယ် American company ၃ခုမှာအောင်မြင်မှုရရှိခဲ့ပြီးဒလဝင်ငွေဘတ်တတန်းကို company ၃ခုစလုံးမှာရရှိခဲ့ပါတယ်ဒါကြောင့် DCY စနစ်ကလူတူဦးချင်းစီရဲ့အရေးတွေးတွေကိုမြှင့်တင်ပေးပြီးတော့လူတိုင်းလူတိုင်းကိုအောင်မြင်မှုတွေပေးဆောင်နိုင်တာကိုသိရှိခဲ့ရပါတယ် ောက်ကုမ္ပဏီရဲ့နာမည်ကတော့ဆက်ဆက်မောကုမ္ပဏီလို့ခေါ်ပါတယ်။အတိအပယ်ကတော့မိတ်ဆွေတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအစအစအရာကိုလက်ရှိအနေအထားအနေနဲ့ပုံမအောင်မြင်တဲ့အနေအထားထိရအောင်ကူညီနိုင်ဖို့အတွက်ရည်ရွယ်ရဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ဆက်ဆက်မောကုမ္ပဏီကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2013နှစ်မေလစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး 6လအတွင်းမှာကော်မီပွဲ9ခုဖွင့်လှစ်နိုင်တဲ့အထိအောင်မြင်မှုရရှိခဲ့ရဖြစ်ပါတယ်။2014နှစ်ဥပိုင်းမှာမြန်မာနိုင်ငံကိုနိုင်ငံတကာဈေးကွက်အနေနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးတစ်နှစ်အတွင်းမှာထိုင်းမြန်မာမန်ဘာဥယျာဉ်4000ကျော်သုံးသိမ်းနေပါပြီ။ဆက်ဆက်မောကုမ္ပဏီကပထမဆုံး100% foreign investment နဲ့တရားဝင်မှတ်ပုံတင်ထားတဲ့အတွက်ရရှိခိုင်မာမှုကိုလိုလားသူတွေအတွက်စိတ်ချရတဲ့ကုမ္ပဏီဖြစ်ပါတယ်။ဆက်ဆက်မောကုမ္ပဏီကို2015ခုနှစ်မှာရုံးဝယ်ပေါင်း90ခုဖွင့်လှစ်နိုင်မယ်လို့ယုံကြည်ထားပါတယ်။ ဆက်ဆက်မကုံနီရဲ့ဖောင်ဒါကတော့ဒေါက်တာစစ်ထရီခရချာဝန်ထမ်းဖြစ်ပါတယ်ဒေါက်တာစစ်ထရီကဆိုရင်ထိုင်းပြည်ပိုင်ဆီရီယာဆေးရုံရဲ့နားနှာခေါင်းလက်ကျောင်းပါရဂူပွဲရရှိတာဖြစ်ပါတယ်1969ကနေပြီးတော့2017 ုနှစ်ထိထိုင်းနိုင်ငံမှာရှိရဲရချာဘူရီဈေးရုံနာနခေါလေကျောင်းမှာ managing director ဖြစ်တောင်းထမ်းဆောင်ခဲ့ပါတယ်1991မှာ2011ခုနှစ်ထိဗရစ်မေတော်ရဲ့လူမှုရေးအသင်းမှာလူမှုရေးလုပ်ငန်းကိုပူးတွဲတောင်းထမ်းဆောင်ခဲ့ပါတယ်ဒါပြင်ဒေါက်တာစစ်ထရီယာထိုင်းနိုင်ငံ TTSA ထိုင်း Director Association ရဲ့ member တူဖြစ်ပြီး2013ခုနှစ်ရဲ့ the best distributor of the year ဆုလည်းရရှိထားပါတယ် network marketing အတွေ့အကြုံ16နှစ်ရှိပြီး American Community ၃ခုမှာအမြင့်ဆုံးအောင်မြင်မှုရ ရှိခဲ့ကောင်းဆောင်မှုလည်းဖြစ်ပါတယ်။အလားပါနဲ့ဆိုင်တဲ့အချို့ခုစင်းတို့ရှိခုကြီးပါနိုင်တာပါပဲ။လက်ရှိမှာတော့ဆက်ဆက်မောကုံမျိုးတည်ထောင်ပြီးတော့တထေးလောင်းတွေဝေးထုတ်ပေးနေပါတယ်။ဘာမှမရှိတဲ့လူအများစုဟာအောင်မြင်မှုရရှိပြီးမြင့်မာတဲ့လူနေမှုအဆင့်တန်းကိုလိုလားကြသူတွေပါ။တကယ်တမ်းလေးလာကြည့်တဲ့အချိန်မှာအောင်မြင်မှုအမှန်တကယ်ရရှိသူတွေဟာလူနေစုဖြစ်နေပါတယ်။တကယ်လို့ကျွန်တော်တို့ဟာလက်ကစားဘဝနဲ့ရှိဆက်သွားမယ်ဆိုရင်လက်ကျန်ရရှိတဲ့ဝင်ငွေနဲ့တနစ်တာရရှိတဲ့ဝင်ငွေတွေဟာအကန့်အသတ်နဲ့ရှိနေမှာပါ။တကယ်လို့သင်ဟာအမှန်တကယ်အောင်မြင်နေတဲ့ဆိုရင်အောင်မြင်မှုကိုပို့ဆောင်မင်းနိုင်တဲ့အခွင့်အလမ်းနဲ့အတိုင်းဝိုင်းတစ်ခုအစ်မရှိနေဖို့လိုပါတယ်။